ကျိုးစားနေတဲ့အချိန်မှာတော့အခက်ခဲဆိုတာရှိတာပဲခက်ခဲလို့ခက်ခဲလို့နဲ့ညီးနေတော့လေဘာမှပြောင်းလဲလာတာမှမဟုတ်တာစက်ကျိုးစားလိုက်စိတ်လျှော့မဲ့ကြံတိုင်းကိုလိုလူတွေအများကြီးရှိတယ်လို့လောကကိုကြည့်ပြီးတော့စက်သားလျှောက်လိုက်စိတ်လျှော့တဲ့သူတွေဟာညံပြင်းတဲ့သူတွေပဲအောင်မြင်တဲ့သူတွေအတွက်ကဘယ်လိုအခက်ခဲမျိုးကိုမစုံမငင်းညူတတ်ဘူး ဆက်လျှောက်နေကြတာသာသူတို့ရဲ့အလုပ်ပဲသူ့ရဲ့ကြိုးစားမှုရလာကတော့တနေ့ကျရင် သူများနဲ့မတူတော့ပဲနဲ့ကွဲပြားလာလိမ့်မယ်တနေ့ချင်းကြိုးစားလာတဲ့ရလတ်တွေဟာ စုလိုက်တဲ့အခါကျရင်တခြားသူတွေနဲ့မတူသောကိုရီကိုသွေးတွေနဲ့တောက်ပြောင်လာတဲ့သူတယောက်ဆိုပြီးတော့ပေါ်လွင်လာပါလိမ့်မယ်ကြိုးစားခြင်းဟာအချိန်ကြီးမဖြစ်ပါဘူးရလတ်ဟာကြိုးစားသူတွေကိုအမြဲတမ်းစောင့်နေပါတယ် အားငယ်စရာတွေစိတ်ဓာတ်ကြစရာတွေဆိုတာကိုဘေးမှာခွာချထားခဲ့နေတိုင်းရှောက်နေရမယ့်ခြေလမ်းကိုသာအစမပြတ်ဆက်ပြီးတော့ရှောက်နေဘက်တော့မှအာမလျှော်နဲ့အာလျှော်သူဟာညံပြင်းသူပဲကိုဟာညံပြင်းသူလားညံပြင်းသူမှမဟုတ်တာကိုဟာပန်းတိုင်တစ်ခုကိုရောက်ဝင်သွားနေတဲ့သူရောက်ဝင်သွားမှာပေါ့ဒါဆိုရင်အောင်မြင်မှာပါပဲ။